ဆန္ဒပြသူတွေဘက်ကနေပြီးစစ်တပ်ကထောက်ခံရက်တည်ပြီးတော့မာဒါဂတ်စကာတမရကိုဖယ်ရှားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တမရရဲ့စွမ်းဆောင်ရည်ညံ့ဖျင်းမှုတွေကိုစန့်ကျင်ဆန္ဒပြနေသူတွေဘက်ကနေထောက်ခံရက်တည်ပြီးတမရကိုဖယ်ရှားဖို့မာဒါဂတ်စကာစစ်တပ်ကအကြိုးပန်းနေပြီလို့သိထားရပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းကစပြီးတောက်တုံးရည်နဲ့လက်စစ်တပ်အားသုံးဆွဲနိုင်မှုတွေအကန့်အသတ်ရှိလာတာကြောင့်မက်ဒဂတ်စကာနိုင်ငံအတွင်းမှာ generation Z လို့ခေါ်ဆိုကြတဲ့လူငယ်လူလက်ပိုင်းတွေကတမဒါနဲ့အစိုးရကိုစန့်ကျင်တဲ့ဆန္ဒပြမှုတွေကို စတင်လှုပ်ဆောင်ခဲ့ကြတာပါအစိုးရစန့်ကျင်ဆန္ဒပြမှုတွေရှိန်မြင့်လာပြီးနောက်ပိုင်းမှာတော့ မတရာဂျိုလီနာကရဲတပ်ဖွဲ့ဝင်တွေကိုအင်အားသုံးဖြိုခွင်းဖို့အမိန့်ပေးလိုက်ချိန်မှာစစ်တပ်ကဆန္ဒပြလူငယ်တွေဘက်ကရက်တီလိုက်တာဖြစ်ပါတယ်။မဒဂတ်စကာစစ်တပ်ကတပ်ဖွဲ့ဝင်တွေဟာဆန္ဒပြလူငယ်တွေကိုထိမ့်သိမ်းစောက်ရှောက်တာတွေလှုပ်ဆောင်ခဲ့တဲ့အပြင်ရဲတပ်ဖွဲ့ဝင်တွေကိုအင်အားသုံးဖြိုခွင်းတာနဲ့ပြစ်ခတ်နှိမ်နင်းတာတွေလှုပ်ဆောင်ခဲ့တာကြောင့်ဆန္ဒပြသူတွေတည်ဆုံတဲ့ဖြစ်စဉ်တွေပေါ်ထွက်လာပြီးခဲ့တဲ့နောက်မှာတော့မဒဂတ်စကာစစ်တပ်ကဆန္ဒပြသူတွေဘက်ကရက်တီလိုက်တာပါ။ မဒဂတ်စကာစစ်တပ်ရဲ့ထိတ်တန်းရာရှိတချို့ကဥဆောင်ပြီးဆန္ဒပြသူတွေရဲ့အတန်ကိုနားထောင်ဖို့နဲ့ဆန္ဒပြသူတွေကိုနိုင်နှင်းတာတွေကိုတားဆီးကာကွယ်ဖို့အတွက်စင်တာတစ်ခုလည်းထူထောင်ခဲ့ပါတယ်။စင်တာကိုဥဆောင်နေသူတွေကမဒဂတ်စကာတပ်ဖွဲ့ဝင်တွေကိုအထက်ကပေးတဲ့အမိန့်တွေကိုမနာခံဖို့ပြည်သူတွေကိုနိုင်နှင်းတာမျိုးတွေမလုပ်ဖို့လည်းတိုက်တွန်းခဲ့ပါတယ်။အာဖရိကနိုင်ငံတနိုင်ငံဖြစ်တဲ့မဒဂတ်စကာဟာပြင်သစ်စီကနေလွတ်လပ်ရေးရခဲ့တဲ့ 1960ပြည့်နှစ်နောက်ပိုင်းမှာစစ်တပ်ကနိုင်ငံအတွက်အဓိကကျတဲ့နေရာမှာရှိခဲ့တယ်လို့နှစ်ကြိမ်လဲအာနာသိမ်းခဲ့ဘူးတာကြောင့်မလို့ဒီတစ်ကြိမ်မှာလဲအာနာသိမ်းတဲ့အထိဖြစ်လာနိုင်တဲ့အလားအလာတွေရှိနေတယ်လို့သိထားရပါတယ်။